မင်္ဂလာပါလားအားလုံးပဲမင်္ဂလာပါကျွန်တော်ရန်ကုန်မြို့ရွှေကုန်ဖျားနားမှာဆိုရင်ကျွန်တော်တို့မွန်ဖုံးတော်ကြီးအကြောင်းတွေတော်တော်များများတွေ့ရမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့သွေးစေကံမွန်ပါဠိတက္ကသိုလ်ဘဟန်၃လမ်းမှာဆိုရင်လည်းစိုက်တီမွန်ကျောင်းဘဟန်၁လမ်းမှာဆိုလည်းဇင်ကြိုက်မွန်ကျောင်းအဲတပြူကျောင်းမွန်ကျောင်းပြန်ကျွန်တော်တို့ဒီရွှေကုန်းကုန်းတော်ပေါ်မှာရှိတဲ့မဏိပုပ္ပယာမမွန်ကျောင်းစသည်ဖြင့် မွန်ဖုန်းလုံးအကြောင်းတွေတော်တော်များများကိုတွေ့ကြရမှာပါ။အဲကျွန်တော်တို့ဒေတာကလူတွေကလာရင်ဒီဖုန်းကြီးကြောင်းတွေပဲအရောက်များတော့ဒီဖုန်းကြီးကြောင်းတွေပဲဟိုလာတဲခိုတာဟိုရှာတော်တွေလာဖူးတာစသည်ဖြစ်ပေါ့နော်။တော်တော်များများကအခုကျွန်တော်ပြောပြမဲ့ဖုန်းကြောင်းကိုရောက်ဘူးတဲ့လူတွေအမြဲနဲပါတယ်။ဘယ်ဖုန်းကြီးတော်ကြီးကြောင်းလဲဆိုတော့ကျွန်တော်တို့ဘူထောင်မွန်ကြောင်းပေါ့နော်။ဘူထောင်ဖျားမြောက်ဘက်မုံမှာရုပ်ရှင်တယောက်ဆောင်ကျော်ဟင်းတဲခဲ့တဲ့ဟိုသတိအသိခြေသွုံးဖျားရဲ့နောက်ကျောလေးမှာရှိတဲ့ကက်ရက်ပါပဲ။အဲ့ဒီမှာကျွန်တော်တို့ ဘူထောင်မွန်ချောင်းရှိပါတယ်ဒီထဲမှာတော်တော်များများလဲမရောက်ဘူးကြောက်ဘူးလို့ကျွန်တော်ထင်ပါတယ်။ဘာကြောက်လဲဆိုတော့သူကရွှေကုံဖျားနဲ့တတိတကြားနဲ့ဖြစ်နေကြတယ်ကျွန်တော်တို့မွန်တွေကတော်တော်များများလာရင်ရောင်းလာရင်စေကူဖို့ဖျားဘူးဖို့ဆိုရင်ဒီရွှေကုံဖျားအနီးနားမှာရှိတဲ့ဖုံးကြောင်းတွေမှာပဲတဲခုတ်ကြတာများတော့ဗောလေဆိုတော့ဒီနေ့မှာတော့ကျွန်တော်ဘူထောင်မွန်ချောင်းဘလို့ဖြစ်ပေါ်လာလဲဆိုတာကိုဝေမျှပေးခြင်းပါတယ်ဒီဖုံးတော်ကြီးကြောင်းဖြစ်ပေါ်လာတာတိတ်ကိုစိတ်ဝင်စားစရာကောင်းတယ်လို့ကျွန်တော်တို့နဲ့လည်း ဒါရိုက်ပတ်သက်ဆက်နွယ်နေတဲ့အကြောင်းတွေရှိပါတယ်လို့ဆိုပါစို့ဒီအကြောင်းကိုပထမဆုံးတည်ခဲ့တဲ့ကိုတော်ကဗဒနာဂေါနာစာရပါ သူကတပည့်တော်သားပါပေါင်မျိုးနယ်တပည့်တော်ယွာကျွန်တော်ကိုယ်တိုင်ကလည်းတပည့်တော်သားဆိုတော့ဒါကိုယွာကဆရာတော်လို့ပြောရင်ပြောလို့ရတော့ဗောလေဒီဆရာတော်ကဘလို့ဖြစ်လို့ဒီအကြောင်းကိုတည်ဖြစ်လဲဆိုတော့သူကအရင်ကိုရင်ဦးစင်းဘွားမှာတထုံး မရှိတဲ့နန္ဒဝန်ကျောင်းမှာစာဝါလိုက်စာဝါလေးတထုံနန္ဒဝန်ကျောင်းဆိုတာအခုချိန်ထိရှိတယ်။အဲ့ဒီကနေမှလွတ်လပ်ရေးရပြီး1948မှာသူကရန်ကုန်တက်လာတယ်တက်လာပြီးတော့အဲ့ဒီချိန်မှာဒီဘူထောင်ဖျားနာမှာရှိတဲ့ဒီဘူထောင်စိတ်ကမ်းပေါ်တော့အဲ့ဒီနေရာမှာလည်းတဲထိုးပြီးတော့ကျောင်းတည်တာပေါ့ဟိုသာသနာပြုတယ်လို့ပဲပြောရမှာပေါ့နော်။အဲ့ဒီတော့ကအဲ့ဒီနေရာတွေကဘွတ်တော်ရေဟိုဘက်မှာဆိုရင်လည်းဟိုတစ်ဖက်ကမ်းမှာဆိုတလားပေါ့နော်ဒီဘက်မှာဆိုရင်လည်းဘူထောင်စိတ်ကမ်းတကယ်စိတ်ကမ်းကုန်နေကုန်ချလောက်သားတွေနဲ့ တကယ်ကိုဟိုစီတဲ့နေရာလို့လည်းပြောပြောရမှာเนาะပြီးရင်အရန်ရှုပ်ဖွားတယ်လို့လည်းပြောပြောလို့ရတယ်အဲ့မှာចောင်းကိုတဲပေါ်တော့လဲဟိုတကားတွေမရှိတော့အဲ့မှာရှိတဲ့တယောက်မှတယောက်ကနေပြီးတော့ဟိုတဲចောင်းလေးဝါးចောင်းလေးကိုလှူပေးတယ်ဒီလိုနဲ့အဲ့မှာဖုံးចောင်းလေးတចောင်းဖြစ်လာတော့ဗောနလူလေရရဲ1948မှာ1969ရောက်မှចောင်းနေရာကိုအဲ့ဒီကန်းနာနေပြီးတော့ဖះဝင်ဘိုးထောင်ဖះဝင်တောင်ဘက်မုတ်ကို အထဲမှာ နှစ်ထပ်ကြောင်းဆောင်လေးတည်ခွင့်ရတယ်။အမအောက်ခံကြောင်းလေးပေါ့နော်။အဲ့လိုမျိုးနဲ့ဗဒနာဂန္ဓစာရကအဲ့ဒီမှာပြောင်းပြီးတော့သတင်းသုံးတော့ပေါ့လေ။1985မှာတော့ဆရာတော်ကပြန်လုံတော်မူသွားတယ်။ဆိုတော့အဲ့ဒီပြန်လုံတော်မူသွားတဲ့အချိန်ထိကဒီဖုန်းကြောင်းနာမည်ကနန္ဒဝံပထုံကြောင်းပါ။သူစာသင်ခဲ့တဲ့ဟိုတထုံမှာရှိတဲ့နန္ဒဝံကြောင်းကိုကူစားပြုပြီးတော့ဒီမှာရှိတဲ့ကြောင်းနာမည်ကိုလည်းတထုံနန္ဒဝံကြောင်းလို့မှတ်ခေါ်ခဲ့တာပေါ့လေ။ ဆိုတော့အဲ့ချိန်ဒီကြောင်းနေရကအတီတကြတော့မဖြစ်ဘူးပေါ့အရင်ကဆိုရင်ကန္နာမှာနေလိုက်အခုဆိုရင်ဖျားဝင်နေရောက်လိုက်ဒီလိုနဲ့ဒီဆရာတော်ကတတ်တော်84မှာဒီတပည့်ကြောင့်ဆရာတော်ပြန်လွန်တော်မူသွားပြီးတဲ့နောက်မှာနောက်ထပ်ဆရာတော်တစ်ပါးရောက်လာတယ်ဒီဆရာတော်ကဘေဇာတိလဲဆိုတော့ကြိုက်မျောမြို့နယ်တရဏံရွာကပါဗတ္တန္တဒန္တပါလာလို့ခေါ်တယ်ဟိုငငယ်ရွယ်နဲ့ဟိုဆရာတော်ဖြစ်တာပေါ့လေပြောချင်တာကဒီဗတ္တရတန္တပါလာကလည်းပရိယတိစာပေမှာထူးချွန်တယ်ဘာကြောင့်လဲဆိုတော့ ဟိုအခြေပြုမူလပထမငယ်ပရမလတ်အဲ့ဒီအတန်းတွေကိုနှစ်ချင်းပေါင်းအောင်တာဟိုပရမကြီးတဲ့တန်းတွေကဂျာတော့မှတစ်နှစ်ခောက်သွားတာပြီးတော့သူကဒီတက်တော်20ကျော်22လောက်မှာပဲအစိုးရဓမ္မဆူရစာမေးပွဲကိုအောင်သွားတာပြောချင်တာငငယ်ရွယ်နဲ့တကယ်စာတတ်ပေတဲ့ကိုတော်ပါဒီလိုနဲ့ဒီဒီဘိုးထောင်เจ้าမှာเจ้าနိုင်ဆရာတော့မရှိတဲ့အချိန်မှာဒီတရဏန်ရွာကနေရည်တဲ့မှာရှိတဲ့ပဒနာဒန်တော့ပါလာကို ပင်ပြီးတော့ဒီကြောင်းမှာကြောင်းထိုင်စီလာပေါ့လေ85ကနေပြီးတော့1996တိ17နှစ်တတိအဲ့ဒီတရဏံရွာသားဗဒဏတန်တော့ပါလာကကြောင်းထိုင်ဆရာတော်ဖြစ်ဒီကြောင်းမှာတရင်သုံးခဲ့တာပေါ့လေအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့1990ခုနှစ်ဒီနဝတာအစိုးရလက်ထက်ရောက်တဲ့အချိန်မှာလက်ရှိဒီကြောင်းကိုလည်းပြုပြင်တာလဲပါတယ်ကြောင်းနာမယ်ကိုလည်းအဲ့ဒီအချိန်ကြားမှာဘုရားတော်မွန်ကြောင်းဘုရားတော်ဒီရမညာနိကာယပရိယတိသာသနာ့ဆိုပြီးတော့ဖြစ်လာတာပေါ့လေ 1990မတိုင်ခင်အထိဒီဒုလိုက်ရရတဲ့1948ကနေ1990အထိကကျောင်းနာမယ်ကပေါ်ထွက်လာတာဗောလေဆိုတော့ဒီဗဒနာတန်လပါလာကအရွယ်ကလည်းငယ်တယ်ဟိုစာချတယ်စာသင်တယ်တစ်ဖက်မှာလည်းသူကဘယ်လိုစဉ်းစားလဲဆိုစာတွေဆက်ပြီးလိလာစီးပူးခြင်းတယ်လိလာစီးပူးခြင်းတဲ့အတွက်တတိယငါမှာတွားကြီးပညာသင်ကျင်တာဗောလေဆိုတော့အဲ့ဒီအချိန်မှာဒီကျောင်းကိုဘုရုကိုလွှဲပေးခဲ့လေဆိုတော့ လက်ရှိဆရာတော်ဖြစ်လာတဲ့ဗဒ္ဒနာကေတရပါအဲ့ဒီအချိန်ဗဒ္ဒနာကေတရကလည်းပြောရမယ်ဆိုကြိုက်မျောမျိုးနဲ့တရဏံရွာသားပဲဆိုတော့အရှိကဆရာတော်ဗဒ္ဒနာတန်တာပါလာကလည်းတရဏံရွာသားပဲနောက်ကိုចောင်းဖွဲပေးလိုက်တဲ့ဆရာတော်ဗဒ္ဒနာကေတရကလည်းတရဏံရွာသားပဲအဲ့ဒီအချိန်မှာဗဒ္ဒနာတန်တာပါလာကចောင်းကိုလွှဲပေးပြီးတော့မလုပ်လဲဆိုတော့တိရိလင်္ကာကိုစာဝါတင်ကြဖို့ထွက်သွားတယ် ဲ့အချိန်မှာ तू ကဒီเจ้าမှာဆက်ဆိုတော့ तू တရင်ငါရောက်ပြီးတဲ့အချိန်မှာဒီမှာ तू အဖေမေပေါ့နော်မေတော့ဟိုကနေမကောင်းဖြစ်တဲ့အချိန်မှာဟိုကနေတရင်ငါနေပြန်လာရတယ်ပြန်လာပြီးတော့နောက်တော့မိဘကိုပြုစုရင်းနဲ့လူထွက်သွားတာတိုက်ကိုထူးကြတာပေါ့နော်ပရမတပါကတော့တပူကြောင်ရွာသားတဲเจ้าလေးကနေပြီးတော့နှစ်ပေါင်းများစွာဟိုเจ้าဝင်းနေရပြောင်းဝင်းနဲ့တရင်တုံးခဲ့တယ်နောက်ကိုတော့တပါးရောက်လာတယ်ဟို၁၇နှစ်လောက်တရင်တုံးပြီးတော့ ဟိုတိရိလင်္ကာကသွားတယ်ပြီးတော့လူထွက်သွားတယ်အခုလက်ရှိဆရာတော်ကတတရားမြောက်ဆရာတော်ပါဗတ္တနာကေတရကဆိုတော့ဒီနေရာမှာကျွန်တော်ဗတ္တနာကေတရအကြောင်းကိုပဲအဓိကအများဆုံးပြောပြချင်တာပေါ့လေဆရာတော်ဗတ္တနာကေတရကမွန်ပြည်နယ်ကြံ့ညော်မြို့နယ်တရဏန်ရွာသားပါ1318ခုနှစ်တပေါင်းလားပြည့်ကျော်9ရက်နေ့မှာမွေးဖွားခဲ့ပါတယ်အင်္ဂလိပ် တက်ကင်းနဲ့ပြောရင်တော့1955လောက်ဖြစ်မှာပေါ့လေဆရာတော်ရဲ့မိဘနှစ်ပါးကတော့နာဟမင်းမိဟစ်လို့ခေါ်ပါတယ်ဆရာတော်မှာမော်မောခုနှစ်ယောက်ရှိတယ်မွေးချင်းခုနှစ်ယောက်တည်းမှာဆရာတော်ကအကြီးဆုံးသားပါဆရာတော်ရဲ့ငယ်နာမည်ကမင်းတိဆူလို့ခေါ်ပါတယ်ဆိုတော့ဒါကဆရာတော်ရဲ့ငယ်ဘဝပေါ့နော်ဆရာတော်လောင်းဖြစ်လာမဲ့ဗတ္တလကေတရာဖြစ်လာမင်းတိဆူအသက်7နှစ် ရောက်တဲ့ရွယ်မှာမိဘတွေကဒီတရဏရွာမှာရှိတဲ့ ်ဖုံးကြောင်းပေါ့နော်ပို့ပြီးတော့ဒီတင်မုံကြီးဖတ်စာတွေဟိုဖျားရှိခိုးတွေစသည်ဖြစ်ပေါ့နော်ဘုရားဘာသာအခြေခံတွေသင်ခိုင်းတယ်သင်ခိုင်းနေတဲ့14နှစ်ရောက်တဲ့အချိန်မှာမှကိုရင်ဝတ်တယ်အဲဒီတရဏန်ယောဖုံးကြောင်းမှာပဲကိုရင်ဝတ်တယ်တပေါင်းလာပြီးကျော်3ရက်နေမှာပေါ့နော်ဒါကိုရင်စဝတ်တယ်1338ကဆုံလာဆန်9ရက်နေ့ပေါ့အဲ့ဒီအချိန်ကျမှရဟန်းခံတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ကဘာပြောချင်လဲဆိုတော့ ကိုရင်ဝတ်ပြီးတာနဲ့ဆရာတော်လောင်းလျာဖြစ်လာမဲ့အာကိုရင်ကုတရာစာဝါရီစပြီးလေ့လာလိုက်စားတယ်လေ့လာလိုက်စားတော့1334မှာအငယ်တန်းအောင်တယ်1336မှာပထမလက်တန်းအောင်တယ်1338မှာပထမကြီးတန်းအောင်တယ်ဆိုတော့ဒါဆရာတော်ကဒီကိုရင်ဘဝနဲ့ပဲပထမငယ်ပထမလက်ပထမကြီးအောင်သွားတယ်လို့ပြောရင်ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဆရာတော်က1338မှာ ဒီယဟန်ခံတော့ဆိုတော့ယဟန်ခံတဲ့အချိန်မှာဒါပရမဂျီဒန်အောင်ဖြစ်သွားပြီပေါ့လေဒီလိုနဲ့ဆရာတော်က1340မှာပေါ့နော်အစိုးရဓမ္မစရိယနဲ့အောင်တယ်အောင်တာမှတူတူချွညုံကအောင်တာပါဘလို့အောင်လဲဆိုဒုတိယအကြုံနဲ့အောင်တာပါ1340ခုနှစ်မှာပြုလုပ်တဲ့နိုင်ငံတော်ဒီပရိယတိစာပြန်ပွဲမှာဆရာတော်ကဓမ္မစရိယဒုတိယအကြုံနဲ့တူတူချွချအောင်မြင်ခဲ့တဲ့ကုလိုတော်ဘာဖြစ်ပါတယ်အင်္ဂလိပ် ခုနှစ်နဲ့ပြောမယ်ဆိုရင်1988ပတ်ဝန်းကျင်တော့ဖြစ်မှာပေါ့လေဆိုတော့အဲ့ဒီအချိန်မှာဆရာတော်ရဲ့တက်တော်က23နှစ်ပဲရှိပါသေးတယ်ဆရာတော်ဒမစရီယာနဲ့အောင်တဲ့အချိန်မှာဆရာတော်တက်တော်က23နှစ်လောက်ပဲရှိပါသေးတယ်ဒီလိုနဲ့1340မှာဒမစရီယာအောင်ပြီးသွားတဲ့အချိန်မှာနောင်ဆက်တက်ရမယ့်အတန်းတွေလေးလာရမယ့်အပိုင်းတွေကမွန်ဘာသာနဲ့မဟုတ်တော့ဘူးအဲ့တော့ဘာဆက်လုပ်ရလဲဆိုဗမာဘာသာနဲ့ဒီပရီယတိစာပေတွေဆက်ပြီးလေးလာစီးပူးရတယ်အဲ့အတွက်ဆရာတော်က ဘယ်ကိုကြွသွားလဲဆိုဆရာတော်လောင်းနေပါဘောနော်ဘယ်ကိုကြွသွားလဲဆိုတော့မန္တလေးအင်းဝအောင်ဘောနော်1342မှာဆရာတော်ကအင်းလို့မန္တလေးကိုကြွသွားတယ်အဲ့ဒီမှာစာဝါရီစီပူလေးလာတယ်ပြီးတော့1345မှာဆရာတော်ကပကိုးပြန်လာတယ်ပကိုးမှာရှိတဲ့မင်းเจ้าမှာဆရာတော်ကစာဝါဆက်ပြီးတော့စီပူလေးလာတယ်ဆိုတော့တမန်စရိယလမ်းသာအောင်သွားတယ်ဆရာတော်ရဲ့စာဝါစီပူလေးလာမှုကမရက်သွားဘူးအဲ့ဒီကနေမှပကိုးရောက်တယ် ဒီလိုနဲ့ဘကိုးမှာသတင်းသုံးနေထိုင်ရင်းနဲ့ဆရာတော်ရဲ့ဇာတိရွာဖြစ်တဲ့တရဏံရွာကနေပြီးတော့ဆရာတော်ကိုလာပင့်တယ်။ရွာမှာလာပြီးသတင်းသုံးပြီးတော့စာတင်လိုက်ဖွင့်မှုအဲ့ဒီတရဏံရွာမှာရှိတဲ့အကြောင်းတိုင်းဆရာတော်ရောတကယ်ဟာဒကာမတွေအကုန်လုံးဆရာတော်ကိုပေါ့နော်အာဓမ္မစရိယနဲ့အောင်ပြီးပညာလဲစုံပြီးဆိုတော့ကိုရဲ့ကိုရွာကိုဆရာတော်ကိုပြန်ပြီးတော့ပင့်ဆောင်ကျင်တော့ဗောလေဒီလိုနဲ့ဆရာတော်က1346မှာဇာတိဖြစ်တဲ့တရဏံရွာကိုပြန်ပြီးတော့စာတင်လိုက်ဖွင့်တယ် လိုစံတိုင်းဖွင့်တဲ့အချိန်ကစပြီးဆရာတော်ကတရားပြတဲ့အလုပ်လည်းလုပ်တယ်ယူမှာပြီးရင်စာအုပ်ရေးသားတဲ့အမှုကိုစပြုတော့ဗောလေအဲ့တော့ဒီဆရာတော်ရေးသားတဲ့စာအုပ်တွေကအဲ့ဒီအချိန်ကနေစပြီးတော့လက်ရှိအချိန်ထိဆိုရင်စာအုပ်ပေါင်း20ကျော်လောက်ရှိတယ်ဒီစာအုပ်တွေကဒီအစိုးရပထမတန်းဟိုပထမငယ်ပထမလဲပထမကြီးဓမ္မစရိယာစသည်ဖြင့်ကျွန်တော်တို့မွန်တန်ဃာတော်တွေအတွက်အဖိုးမဖြတ်နိုင်တဲ့တကယ်စာအုပ်တွေပါဒီစာအုပ်တွေနဲ့ပဲ ျွန်တော်မွန်တန်ဃာတော်တွေစာမေးပွဲတွေအောင်ခဲ့ကြတော့ဗောနိဆရာတော်ရေးခဲ့တဲ့စာအုပ်တွေကိုလည်းအခုကျွန်တော်ဒီမှာတောက်ချင်းစီဖော်ပြပြီးရပါဒီစာအုပ်တွေကအင်မတန်ကိုဟိုတန်ဖိုးရှိတဲ့စာအုပ်တွေဖြစ်တယ်လို့ဆရာတော်ရဲ့ပညာဉာဏ်ကြီးမားမှုကိုလည်းကျွန်တော်တို့ဟိုတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့တော့တစ်ဆက်တည်းမှာပဲဆရာတော်ကဒီလိုတရဏန်ရွာဇာတိရွာမှာတရင်သုံးပြီးတော့စာတင်စာချလုပ်နေရင်းနဲ့ဆရာတော်က သတိလင်္ကာမှာဆက်ပြီးတော့စာဝါစီးပူဖို့ဆန္ဒရှိတဲ့အတွက်1354ခုနှစ်မှာဆရာတော်ကသတိလင်္ကာနိုင်ငံကိုကြွသွားတယ်သတိလင်္ကာနိုင်ငံမှာသွားပြီးတော့စာဝါတွေလေးနာစီးပူရင်းနဲ့ပဲတစ်ဆက်တည်းမှာပဲဆရာတော်ကအိန္ဒိယဘုရားကာယအဲ့ဒီခေတ်ပေါ့နော်အဲ့ဒီ1980ပတ်ချလင်ချိန်လောက်ကလေးကဆရာတော်ဘုရားကာယမှာသွားပြီးတော့အဲ့လိုမျိုးဟိုဖျားဖူးတယ်သတိလင်္ကာကိုပြန်ကြွတယ်ပြီးတော့စာဝါတွေပြန်လေးနာလိုက်စားတယ်ဒီလိုနဲ့နေနေနဲ့ နောက်တော့ဆရာတော်ကတိရိနင်္ဂနိုင်ငံကနေပြီးတော့မြန်မာနိုင်ငံကိုပြန်လာခဲ့တယ်။အဲ့ဒီပြန်လာတဲ့အချိန်မှာပဲခဏကျွန်တော်ပြောတဲ့ဒီဘူထောင်မွန်ကျောင်းရယ်လို့ဖြစ်လာတဲ့ဒုတိယမြောက်ဆရာတော်ပေါ့နော်ဗဒနာဒန္တပါလာတယောသားချင်းဆရာတော်ကဆရာတော်ဥက္ကိတရာဟိုဒီသီရိလင်္ကာပြန်ကြွလာတဲ့ဥက္ကိတရာကိုအကြောင်းခေါ်ပြီးတော့ဒီအကြောင်းကိုလက်ခွဲပေးခဲ့တာပေါ့လေဒီလိုနဲ့ဆရာတော်က1358ခုနှစ် တပေါင်းလာဆန်း17ရက်ပေါ့နော်အင်္ဂလိပ်တက်ကစ်ဆို1995ခုနှစ်မှာဘူထောင်လက်ရှိမွန်ပရီယတီစာတန်တိုင်းရဲ့နိုင်ကဆရာတော်ဖြစ်လာတာပါဆိုတော့အဲ့ဒီချိန်ထိဒီဘူထောင်ပရီယတီစာတန်တိုင်းမှာဆရာတော်၃ပါးပေါ့နော်၃ပါးမြောက်အနေနဲ့ဆက်ပြီးတော့သတင်း၃တော့ပေါ့လေကျွန်တော်ကဘာကိုဆက်ပြီးပြောပြခြင်းလဲဆိုဒီလိုဆရာတော်မရောက်လာခင်လေးမှာဒုတိယမြောက်ဆရာတော်လက်ထက်မှာကလေးကစာတန်တိုင်းကဖွင့်ခဲ့တယ်ဟို တန်ဃာရေတွက်လည်းတိတ်အများကြီးမရှိသေးဘူးပေါ့နော်ဒါပေမဲ့ဆရာတော်ဗဒနာကေတရာလက်ထက်ရောက်လာတဲ့အချိန်မှာဒီဘူထောင်မွန်ကျောင်းရေလို့ပြပြပြန်လက်ဖြစ်လာပြီးကျောင်းဆောင်တွေလည်းတိုးချဲ့လာတဲ့အပိုင်းတွေရှိရဲအဲ့ဒီအချိန်ကျမှဒီပရိယတိကိုပို့ပြီးတော့တင်ကြားမှုလုပ်တဲ့အတွက်စာအောင်ကိုတော်ဒီလည်းနှစ်စဉ်နှစ်တိုင်းပေါ့နော်အများကြီးရှိရဲ1998ကနေဒီ2025အထိဆရာတော်စာဝါပို့ချခဲ့တဲ့28နှစ်တာကာလအတွင်းမှာ ကျွန်တော်တို့ဘုဇောင်မွန်ပရိယတိစာသင်တိုက်ကနေပြီးတော့ဓမ္မစရိယတန်းပေါ့နော်စောင်းကိုတော့930ဘာလောက်ပေါ်ထွက်ခဲ့တယ်အဲတိတ်ကိုဂုံငုံမြောင်းเสียကြည့်ပါအဲ့ထဲမှာမှဒီတိရိပဝရနှစ်ပါးထွက်တယ်၃ချမ်းအောင်162ပါးထွက်တယ်နှစ်ချမ်းအောင်168ပါးထွက်တယ်တချမ်းအောင်198ပါးထွက်တယ်ဒါဓမ္မစရိယတန်းပေါ့နော်ဒါဆရာတော်သင်ကြားပို့ချပေးခဲ့တဲ့အပေတာဝကတွေပေါ့လေတာဝကတွေကလက်ရှိချိန်မှာဆိုရင်ကဘာအနှံ့မှာရှိတယ် ုမအမေရိကန်မှာဆိုလည်းကျွန်တော်တို့ဒီဒေါက်တာပွဲရဆရာတော်တွေတွားပြီးတော့သတင်းသုံးနေတာရှိတယ်။ဥမာဆိုပါဆိုကျွန်တော်မော်လယ်မှာဆိုရမညာပထမှာရှိတဲ့စာချဆရာတော်ဟိုဆရာတော်ဥခင်မဆာရဆိုလည်းဒါဆရာတော်ရဲ့တပည့်ပါ။ကျွန်တော်တို့မော်လယ်မှာတိတ်ကိုရှားတဲ့ရမညာရထမော်ပါဠိတတ်တူကြီးပေါ့လေ။ဒါပြင်ဆရာတော်လက်ရှိပတနာကိတရာရဲ့တပည့်တွေထိုင်းချူလာလောင်ကောင်းတက်တူမှာလည်းရှိတယ်အိန္ဒိယမှာလည်းရှိတယ်သတိလင်္ကာမှာလည်းရှိစာဝတ်တင်ကြနေတဲ့ဥစဉ်တွေလည်းအများကြီးရှိပါတယ် ။ဘာကြောင့်လဲဆိုတော့ဒီအကြောင်းကနေမွေးထုတ်လိုက်တဲ့ဒီဆောင်ကိုတော့အပါ900ကျော်ဆိုတာကနည်းတဲ့ပမာဏမဟုတ်ဘောလေ။ဒီလိုနဲ့ဆရာတော်ကစာဝါတွေလည်းပို့ချတယ်။စာအုပ်တွေလည်းရေးသားတယ်။ဟိုပရိယတိစာပေကိုပို့ပြီးတော့ဟိုကျေပြောင်းအောင်ပေါ့နော်။ဒါကြောင့်နိုင်ငံတော်ကနေပြီးတော့ဆရာတော်ကိုတက်ရက်2000တခုနဲ့ပေါ့နော်။ပမာတက်ရက်1363ခုနဲ့မှာမဟာကဏ္ဍဝါစကဆိုပြီးတော့ မဟာကဏဝဆကပဏိတာဘွဲ့ကိုစစ်ကတ်ခဲ့တယ်ဗောလေဆိုတော့အဲ့နောက်ပိုင်းမှာဆရာတော်ကအကမဟာကဏဝဆကပဏိတာဘွဲ့ကိုလည်းထပ်မံရရှိခဲ့တယ်လို့နောက်ဆုံးဒီသာသနာတော်မှာဒါအမြင့်ဆုံးပညာရက်ဘွဲ့လို့ပြောလို့ရတဲ့အကမဟာပဏိတာဘွဲ့တဲ့စိတ်တော်ကိုလည်းနိုင်ငံတော်ကချီးမြှင့်ခဲ့ပါတယ်ဒါကဆရာတော်ရဲ့စာဝါတင်ကြားခဲ့ပုံရေးသားခဲ့တဲ့စာအုပ်တွေတစ်နှစ်တစ်နှစ်ဆရာတော်ကြောင်းကနေမွေးထုတ်လိုက်တဲ့ဒီဓမ္မစရိယအောင်ကိုတော်တွေ ပြီးရင်ဆရာတော်ရဲ့တိလာကုံတမာတိကိုတတ်တော်စသည်ဖြစ်ပေါ်တော့ဒီအချက်တွေပေါ်မှာအားလုံးအခြေခံပြီးတော့အကမဟာပဏိတာဘောဒစိတ်တော်ကိုနိုင်ငံတော်ကချင်းမြင်ခဲ့တာပေါ့လေလက်ရှိကျွန်တော်မွန်ဂိုလိုထဲမှာဆိုရင်အကမဟာပဏိတာဘောဒစိတ်တော်ရကိုတော့၃ပါးရှိတဲ့ထဲမှာဆရာတော်ကတပါးပါဝင်ပါဆိုတော့တစ်ဆက်ထဲမှာပဲဆရာတော်ကိုထိုင်းနိုင်ငံမှာရှိတဲ့ကျူလာလောင်ကောင်တက္ကသိုလ်ကကနေပြီးတော့တကယ်ဒီသာသနာရေးဆိုင်ရာဘွယ်တူးပေါ့နော်ဂုံလူဆောင် ော်တာဘွဲ့ကိုပါတကူဘွဲ့ကိုပေးအပ်ချင်းမြင့်ခဲ့ပါတယ်ပြောရရင်ဒါကျွန်တော်တို့မုံလိုမျိုးတဲ့တိတ်ကိုဝန်းမြောင်းဂုံယူစရာကောင်းပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာဆရာတော်ရဲ့အကြောင်းကိုလည်းဟိုကျွန်တော်တီးတလောက်ဝေမျှပေးခဲ့တယ်တပည့်တကာတကာမတွေကျွန်တော်တို့ရန်ကုန်ရောက်လာတဲ့အချိန်မှာဆရာတော်အကြောင်းကိုတော့ဖူးမြော့နိုင်အောင်လည်းကျွန်တော်အခုလမ်းညွှန်ပေးပါမယ်ဆရာတော်အကြောင်းနေရာကတော့ဘူထောင်ဖျားရောက်ပဲတက်ရက် အရင်တော့တောင်းဝင်းမော်ဗောလေအခုကတော့တည်တဲ့နေရာဘလူကနေဝင်ရလဲဆိုလို့ဘူရောင်ဖျားမိန်းလန်းတိုင်းလာမယ်ကန္နာတိသွားမယ်အဲကန္နာရောက်ညာဘက်လီချိုးလိုက်တာနဲ့ရှာတော်ရဲ့ကြောင်မုတ်ဝါကိုတွေ့ရမှာပါဘူထောင်ဒီမွန်ပရိယတိစာတန်တိုင်းဘောရညာမြပရိယတိစာတန်တိုင်းကိုတွေ့ရမှာဖြစ်ပါတယ်ဒါမဲ့အမတဲဘူးခုဘူးကိုကျွန်တော်ပြောတာတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့အမစာတင်စာချကိုတော်တွေအများကြီးရှိတယ်ရန်ကုန်ကြည်မြို့စရာကောင်းပါတယ်ကို ဒေတာမွန်ပြည်နယ်ကလူတွေအဖြစ်ကျွန်တော်တို့မွန်လူမျိုးတွေအဖြစ်တခြားမွန်မဟုတ်တဲ့ကျွန်တော်တို့ရဲ့ဟိုညီရင်းကိုဗုဒ္ဓဘာသာဝင်တွေအားလုံးလဲလာရောက်ဖူးညွှန်နိုင်အောင်ကုသိုလ်ယူနိုင်အောင်တာဓုခေါ်နိုင်အောင်စာသင်စာချလုပ်နေတဲ့ပုံတွေကိုလေ့လာနိုင်အောင်ကျွန်တော်လမ်းညွှန်ပြခြင်းဖြစ်ပါတယ်အဲ့ဒီမှာဆရာတော်ကနှစ်ထပ်ကျောင်းဆောင်အောက်ထပ်မှာဆရာတော်ကသတင်းသုံးတယ်အပေါ်ထပ်မှာတော့ကိုရင်လေးအဦးစင်းလေးစာဝါလေးလာနဲ့ကိုအခန်းနဲ့ကိုပေါ့နော်ဆရာတော်ကိုယ်တိုင်ရောအမှစာချကိုရော်ရီယာလည်းရှိတယ်ပြီးရင် နှစ်တိုင်းဒါကြောင့်မို့လဲဒီအကြောင်းကနေပြီးတော့စောင်းအောင်ကိုတော်တွေအများကြီးပေါ်ထွက်ရခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ဘုရားထောင်မွန်ပရိယတိသာသနာ့ရမညာနိကယမွန်ပရိယတိသာသနာ့အကြောင်းကိုအားလုံးသိအောင်ဝေမျှပေးရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တန်ကိုပုံမလုံးနာ